ဖျားနဲ့တရားနှမျိုးပဲရှိသေးတယ်တန်ခါဆိုမပေါ်သေးဘူးဒါကြောင့်မို့လို့တရဏဂုံ၃ပါးမဟုတ်ဘူးအဲ့ဒီအချိန်မှာတရဏဂုံ၂ပါးပဲရှိသေးတယ်ဘုဒ္ဓံတရဏံဂစ္ဆာမိနဲ့ဓမ္မံတရဏံဂစ္ဆာတန်ခါဆိုမပေါ်သေးလို့အဲ့ဒါဥပဒကပြိဿကစတင်လာတယ် ထို့နောက်မှာတော့ဥပတိကံမပြိတ္တနောက်ပြီးတော့ဓမ္မစကြာတရားဟောလို့ရှင်ကုန်တညာလို့ဆိုရဲပိဿဝဂိတဲကအကြီးဆုံးပုဂ္ဂိုလ်ဟာယဟန်ဖြစ်ခံယူလိုက်တယ်အသူယဟန်ဖြစ်ခံယူတဲ့အချိန်ကနေစပြီးတော့ဒါဘိက္ခုဆိုတာပေါ်လာတဲ့ပုံ အဲ့ဒီကနေပြီးတော့ပိစဝကိ၅ပါးဖြစ်ပေါ်လာတယ်။ထို့နောက်ယတသတိသားနဲ့သူ့ရဲ့တန်ငယ်ချင်း၄ယောက်။နောက်တန်ငယ်ချင်းတွေ50လောက်။သာသနာပေါင်းဆင့်ကဆင့်ကဝင်လာကြတဲ့အခါကျတော့ဘိက္ခုပရိသတ်ဆိုတော့ပေါ်လာတယ်။အဲ့တော့သာသနာတော်ရှေ့ပိုင်းမှာရှေ့ဥစ္စာဥပဒကဥပဒိကမှာပရိသတ်ဖြစ်လာပြီး နောက်ပိုင်းမှာဘိက္ခုပရိသတ်ဆိုပေါ်လာတယ်ဘိက္ခုနေပရိသတ်ဆိုတာအတော်နဲ့မပေါ်လာသေးဘူးအဲ့တော့ပရိသတ်၄ပါးဟာအမျိုးသားယဟန်တော်အမျိုးသမီးယဟန်တော်နဲ့လူ့ကြောင့်တည်းကဥပတကအမျိုးသားဥပတိကအမျိုးသမီးလို့ဒါပရိသတ်၄ပါးလို့ဒီလိုခေါ် ဘိက္ခုနီပြိဿကသာသနာတိချောင်ပြီးတဲ့နောက်မှာရသော်ဘုရားရဲ့ဖျားဖြစ်ပြီးတဲ့နောက်၅နှစ်လောက်မှဘိက္ခုနီပြိဿဆိုတာပေါ်လာတယ်နော်ဆဆတဲ့ဘိက္ခုနီဆိုတာမရှိသေးဘူးပေါ့သာသနာနောက်ဆုံးဝင်ရောက်လာတဲ့ပြိဿလို့ဒီလိုပြောရဩလာဘုံတမိုင်းကြောင်းလေးကိုပြောမယ်ဆိုလို့ရှိရင်တော့ မြတ်စွာဘုရားကအဲ့ဒီအချိန်မှာတက္ကတိုင်ကပိလဝနေပြည်တော်ရောက်အကိစ္စနဲ့ရောက်နေတယ်လို့ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ခမည်းတော်ကြီးမကြမ်းမမှာဖြစ်မကြမ်းမမှာဖြစ်နေလို့ခမည်းတော်ကြီးကိုတရားဓမ္မဟောပြောရင်းဆိုပြီးတော့မြတ်စွာဘုရားကပိလဝပြည်ကိုရောက်နေခိုင်ဖြစ်တယ် တ်တော်ကြီးရည်မီဖြစ်တဲ့ခမည်းတော်ကြီးဟာဘုရားမြတ်စွာဘုရားဆက်တွေ့စဉ်ချိန်မှာပထမဆုံးတရားနာလို့သောတာပန်ဖြစ်သကရာဂံဖြစ်နောက်အနာဂံဖြစ်ပြီးတော့အခုချိန်မှာလူ့ကြောင့်လည်းပဲယဟန္တာဖြစ်သွားမင်းမင်းစားနဲ့ဘယင်ဖြစ်နေပဲကျမ်းစာဖြစ်သွား လောကမှာလူဝတ်ကြောင်တဲ့ယဟန္တာဖြစ်တယ်ဆိုလို့ရှိရင်လူရဲ့အသွင်တရံနဲ့ယဟန္တာရဲ့ခုံကြီးဟာလိုက်ခတ်မှုမရှိလိုက်ခတ်မှုမရှိသည့်အတွက်ကြောင့်ယဟန္တာဖြစ်ပြီးဆိုလို့ရှိရင်လူဝတ်ကြောင်ပေါ်နဲ့ယဟန္တာဖြစ်ပြီးဆိုလို့ရှိရင်တတန်းရှိမဲ့ဆိုရင်သာသနာတော်ဝင်နေတယ် အသက်အကျဉ်းချံမရှိတော့ဘူးတင်းလေးရှိပြီဆိုရင်တော့အဲ့ဒီမှာပဲပြိတ္တိပါဆံညာဒါထုံးစံလို့ဖြစ်မိလိန်နာပညာတို့အထကထာတို့မှာဆိုရင်လူရဲ့အသင်္တရံကရုပ်တိတ်နေသည့်အတွက်ကြောင့်ရတ္တဖို့ဘုံကို မဆောင်နိုင်သည့်အတွက်လူဝကြောင့်များဟာယန္တာဖြစ်ရင်ယန္တာဖြစ်တဲ့နေ့မှာပြိဋိဘံဆိုင်ရင်ဆံမဆိုင်ရင်ယဟန်ပြုရမယ်လို့သူတို့ဆိုထားတယ်အဲ့တော့အဲ့ဒီအချက်နှစ်ချက်ကိုနိုင်လျောညီတွေဖြစ်အောင်ညှိပြီးယူမယ်ဆိုလို့ရှိရင်ဟုတ်တယ်ယန္တာဖြစ်တဲ့နေ့မှာ တတန်းရှိနေသေးတယ်ဆိုလို့ရှိရင်တော့ယဟဝုံမှာပဲတတန်းကုန်နေပြီဆိုရင်တော့အဲ့ဒီနေမှာပဲပြိဋိဘံဆံမယ်ခမည်းတော်တောက်တော်ရဏမင်းကြီးကတတန်းစိတ်နေပြီဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနေမှာပဲပြိဋိဘံဆံတယ်သာသပလင်ထီပြူအောက်မှာပဲပြိဋိဘံဆံတယ်တဲ့ ခမည်းတော်ကြီးပြိဋိဘံစံသွားယသဝဗျာကကပိလို့နေကြောင်းတာလို့ကြောင်းမှတရင်တော့တယ်စဉ်းစားကြည့်ပေါ့ခမည်းတော်သုတ်တော်ရဏမင်းကြီးမှာမာယာဒေဝီနဲ့မဟာပဇာတိခေါရမီဆိုပြီးတော့ညီမနှစ်ယောက်ပါမိဗျာနှစ်ဦးဖြစ်တယ် အလုံးစိတ်တိုင်းပါရဒေဝီဆိုတာဘုရားအလောင်းတော်မေတော်ကြီးပေါ့ဘုရားလောင်းလေးမွေးဖွားပြီးခုနှစ်ရက်မြောက်မှာနိုင်ရဆံသွားအဲ့တော့မိတွေတော်ကောင်းမကြီးကြီးကလည်းဆက်ပြီးတော့ဘုရားလောင်းလေးကိုဆောင်းချောက်ခဲ့မိတွေလို့ဆိုတဲ့အခါမှာအတိတ်ပဲနှမျိုးရတယ်ပေါ့သို့တော်စားပေးအလောင်းပြောင်းမယ်ဆိုရင်ဒီမိတွေဆိုတာ အဖေရဲ့နောက်ရောက်နောက်မိန်းမကိုခေါ်တာအမကြီးမှာမိထွေးဆိုအဖေရဲ့နောက်မိန်းမပြောအခုကအဲ့ဒီအထိပယ်နဲ့မိတွေခေါ်တာမဟုတ်ဘူးမာတုဆာဆိုတာမေတော်ကြီးရဲ့ညီမအချွေရတဲ့ကမိမိရဲ့အမေရဲ့ညီမကို ပထောလို့ခေါ်ကြအဲ့တော့မဟာသာဝတိခေါ်မိဟာမေရမယာရဲ့မြင်မအရင်ဖြစ်တယ်ဒါကြောင့်ဟိုအဲ့ဒီအတိပဲနဲ့မိတွေလို့ခေါ်အခုဗမာပြည်မှာပြောနေတဲ့မိတွေတို့ပထွေးတို့ဒီလိုဟာမျိုးဆိုလိုတာမဟုတ်ဘူးလို့ကျွန်တော်မှဘာလို့လဲဆိုတော့မာတုဆာဆိုတဲ့စကားလုံးက အမိရဲ့အမမြင်မကိုမတုဆာလို့ခေါ်တာ။ဒီကောင်းပြီ။တော်တော်ကမင်းတရားကြီးပြိဋိဘံဆံသွားတဲ့အခါကျအလုံးစင်စားကြည့်ပေါ့အဖိုးကြီးဖွားကြီးလို့ပြောရမှာ။မိရိတော်ကောရမေကလည်းအသက်ကြီးပြီ။အသက်ကြီးတော့မင်းတရားကြီးမရှိတော့ဘူးဆိုလို့ရှိရင်သူလည်းလွတ်လွတ်လပ်လပ်ဖြစ်သွား မိမိတူအရင်နဲ့ဖြစ်အမြဲတမ်းသာသမီလိုမွေးစားထားရတဲ့ပါလဲဖြစ်တဲ့ရသော်မြာကိုအကူတာပေါ့ဒါကတော့တဘာဝပဲပေါ့လူလောကဘုရားကိုအကူတယ်နောက်တစ်ယောက်အကူလို့ဆိုရင်မိရတော့ဘောရမီက နန္ဒမနေတော့ကဆိုရင်သူ့သားအရင်သမီးအရင်ရှိတယ်နန္ဒမင်းသားနဲ့ဇနဗရကလျာဏီဝိရနာမေကရူပနန္ဒဇနဗရကလျာဏီလို့ခေါ်တဲ့ရူပနန္ဒမောင်နှမနှစ်ယောက်သားနဲ့သမီးအရင်အဲ့တော့သားအရင်ကိုအထင်းကြီးရှိအပ်ထားပြီးတော့ ဖျားလောင်းလေးကိုလို့ကျွတ်တိုက်ချွေးပြီးတော့မွေးခဲ့တာဆိုတော့လူဘွားတော်ကလည်းကိုယ်တိုင်လို့ကျွတ်တိုက်ချွေးပြီးတော့မွေးခဲ့တဲ့ဖျားအလောင်းလေး ဖျားဖြစ်တဲ့အခါကျတော့လေကိုယ်တိုင်ရက်လုတ်ပြီးတော့ကိုယ်တိုင်ချိန်ရင်ကိုယ်တိုင်ရက်လုတ်ထားတဲ့အဝတ်ဖို့ဝတ်ဖို့ဖျားကိုတစ်ခါတော့သွားလှုပ်ဘူးတယ်